အလုံးမဲ့မင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့ဆိုင်းဆရာဝိုင်းချူရေးတာတဲ့စကားတော်စားဆိုတဲ့ရတစားရန်လီတဲ့ဘုတ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ကျမကတော့စားဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်သူလာနာမည်ကမောင်ဆန်လဝဲရပြီးသားကိုရင်ဝက်လိုက်တာကိုအင်္ဂါသားဖြစ်လောက်ပါတယ်ရှင်ညာနာတဲ့တားလိမ်ပါလေလူထွက်တာနဲ့ မိမတန်းရတာပဲအဲ့လေတန်းယူတာပဲလှေဖာတဲ့ကောင်မနဲ့တဲ့ရတယ်ဆိုတာနဲ့ရောက်ခမအိမ်လိုက်နေတော့တာအလौတမားနေမှာမွေးပုံရတယ်ဘာအလौလौတလဲဆိုတော့ဘာအလौမှမလौဘူးတနေ့တနေ့အားနေကိုရာဇဝင်လေးဖက်လိုက်ဒီပုံမြင်လေးဖက်လိုက်နေညိတ်နေတာကအငြိမ်ပဲသူ့မိမကတော့ကိုယောက်ျားကိုဘယ်ပြောရမလို့ချစ်လို့ယူထားတာပဲ ။ရောက်ခမလို့သူကတော့ပွတ်စီပွတ်စီပေါ့။ဟုတ်တယ်လေ။တမီးပေးထားရပြီ။တမတ်ကဘာမှလက်ကြောတင်းအောင်လုံးမဲ့ပုံမှမပေါ်တာကို။ဒီတော့ခွားမကြပေးဘူးလား။ဟဲ့။ထထထ။အဆက်လေးပါလေထွက်ရှာ။ဆိုတော့အိတ်ဖို့ခင်းထားတဲ့ပစိုးလေးပခုံးမော်အသာတင်ခြေဦးတဲရလျှောက်လာရတဲ့ပေါ့။အဲ့ဒီတုန်းကလေစိတ်မှာအင်းဝမင်းစီသူကြော်ထင်ကရှင်ဖြူရှင်လဖျား ။သွားဖို့လုံနေတာ။ဇန်လာကတယောက်ကိုသွားမေးတယ်။လှေလောဖို့လူမရှိရင်ကြုတ်လည်းငားပါဗျ။ဆိုတော့ဟိုကသူ့ကြည့်ပြီးပြန်ပြောတယ်။ဘယ်ရလာကွာ။မင်းတလောက်ပိနေတာ။သူများလို့ဘယ်လုံနိုင်မလို့။အားကိုချေးမြင်ပါဘူး။ဟုတ်သေးပါဘူးကွာ။ဇန်လာကလည်းဘယ်ရမလဲ။ရေပတ်ပြီးလိုက်မှာဗောဗျ။ပြီးရောကွာ။လိုက်ခဲလိုက်ခဲ။နှမတ်ပေးမယ်။ဒီလိုနဲ့ ဈေးတည့်သွားတယ်ပဲဆိုကြပါစို့။ဆန်လလေပေါ်ရောက်တော့မအားလုပ်တယ်မှတ်တုံး။လေဝအကျဲဇောက်ဦးပဲ့တက်ဆွဲဘာညာကွိကလက်တစ်တောင်းတာအကုန်ရှောက်တိုင်းတော်တာ။တော်ကားတော်သားတို့လက်ရွေးကြီးတို့ကတော့ဟာဒီကောင်ကဘာတော့ဟာအဲ့ဒီလိုတွေးနေကြတာပေါ့။ဒီလိုနဲ့ထွက်တော်မူပြီပဲထားပါတော့။ခဏနေတော့ဘယင်က လေဝါကဘလောက်ကျဲတော့ စကြင်းကဇောက်ဘလောက်ရှိတော့တစည်းလုံးပတ်ပတ်လေကဘလောက်ဘလောက်မေးပါလေရောလူကြီးတွေပလုတ်တို့ခောက်ကြရောဖြေကိုမဖြေနိုင်ကြဘူးတိမမတိတာဒီတော့ဆန်လာကိုခေါ်ရတာပေါ့ခေကောင်လေးလောင်းမေးခုနတိုင်းတာဘလောက်ဘလောက်ရေလုံဆမ်းမအောင်ကွာဘယင်ကမေးနေပြီဟာတို့စိတ်သေးကြိတ်ချီးကျူးနေမလားပဲအဲ့ဒီကလေးကပါတယ် မေးမှမှန်ကြိုသိနေလားမသိပါဘူးကွာစသဖြင့်ပေါ့လေဟိုကောင်ကပြောပြီလေသူ့ခွင်နဲ့ရောက်သွားတာကိုလေဝါကဘလောက်ပါဖေရဇောက်ဘလောက်ဦးကဘလောက်ပဲကဘလောက်ဘလောက်ပါဖေရပုံတေးသေးချာချာကိုလျှောက်တာဘယင်လဲသဘောကျသွားပုံရပါတယ်အေးအေးကွာအေးကွာနဲ့ပုံဖျားဖူးပြီးပြန်တော့လေဘယင်လောက်သူကတဆက်ခန်းထပြန်ရောနန်းတော့ပြန်ကနီး မိုးရိပ်လေရေမြင်တာကိုမိုးလွတ်ပါမလားဟာတော်ကြမိုးတွေလေတွေလာလို့ငါတို့မိနေပါဦးမယ်ကွာဆိုတော့အကြီးမှုတွေခေါင်းကုတ်ရပြန်ပေါ့လုတ်ပြန်ပါပြီကွာဟဲ့ကလေးကောင်းလေးဒါစမ်းပါဦးဟာဒီမှာမင်းနေပြန်ပြီဆိုပြီးဆန်လာပဲခေါ်ရတာပါဟိုကောင်ကပြန်ပြောရတာပေါ့တိန်တီလေအပ်ကျက်စစ်ပြင်စောတန်တရောဆိုခြင်းကြောင့် ဒီစကားကိုထောက်ချင်းအဖြစ်နန်းတော်ရောက်ပြီး တမောင်းလောက်ကြမှမိုးကြမှာပါလွတ်တယ်လွတ်တယ်ဆိုကို သူပြောတဲ့အတိုင်းလဲဟုတ်တယ်ပြန်သွားပြီးနန်းတော်ရောက်လို့တဏှာကြီးလောက်နေမှမိုးရီလေးတွေကြတာမင်းဘလို့တည်တာအောင်ဟာဆိုတော့ရှင်းပြရသေးတယ်တိမ်တီဆိုတာမိုးရွာတော့မယ်ဆိုတက်နေတဲ့တိမ်ကို သုံးယူစနာကမြင်ရတယ်တဲ့လေအပ်ဆိုတာမိုးမြူးလို့လေးစင်းပြီဆို တယူဇနာကမြင်ရတယ်တဲ့တရက်စစ်ပြင်စောဆိုတာတရက်စည်းကိုငါးယူဇနာကမြင်ရတယ်တဲ့တန်တရောဆိုတာမိုးတန်ကိုသုံးယူဇနာကကြားရတဲ့ဗျာဒါကြောင့်တဏှာရီလောက်အချိန်ရတယ်အခုပြန်ရင်လွတ်ပါတယ်လို့ပြောတာပေါ့ဗျာတဲ့စီသူကြော်ထင်လဲဘာပြောကောင်းမလို့သဘောတွေခွေ့လို့ပေါ်လီနောက်နေ့လက်ရွေးကြီးတို့ထောင်ကဲတို့ကို မေးတဲ့ဟိုကောင်ဘယ်ရောက်သွားတော့ပေါ့ သူ့ဝင်သူပြန်သွားတယ်ပေါ့အာအက်ကောင်ခေါ်ထားခေါ်ထားရောက်တော့ယာဇဝင်တွေထုံးစံတွေပုံမြင်တွေမေးတော့လေဒေါန်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 နဲ့ပြောနိုင်တော့လက်ကိုမလွတ်တော့ဘူးငါနာခေါ်ထားလိုက်တော့ဟာတဲ့ဒီလိုနဲ့ဘင်းရင်နာ အပါတော်မြေခါစားရပြီတော့တတိတမုံပေါ့လေတနေ့တော့အဲ့ဒီနေရပတိစီသူကြော်ထင်ကဟန်တာဝရီစင်ဖြူများရှင်စီသူ့လူခုနာက တယောက်ကိုလွှတ်တယ်။ဘသူရှိမတော့တမန်စီရတစ်ဖြစ်လဲမောင်ဆန်လှကိုပေါ။ရောက်လဲရောက်ရောစင်ဖြူများရှင်ကပါတယ်။သူကိုယ်တိုင်တွေ့သေးတာမဟုတ်ဘူးရဲ့။သူ့မွန်ပညာရှိအမတ်ကြီးဗညာတလရှိတယ်။သူ့နာမည်ကဗညာဒလမာနေပုံရပါတယ်။ဗညာဒလတဲ့။သူ့ကိုကြိုမာထားပြီးသား။ခုလာမဲ့ကောင် မင်းစီအရင်လွှတ်လိုက်မယ်။ဟောပြောထားစုံစမ်းထားပုံ။ ဆိုကြပါစို့ရဲ့ဗညာတလအိမ်တမန်စီရလည်းရောက်ကြရောဗညာတလထိုင်မှုကြတရောင်တတာမြင့်နဲ့ဖတ်ထိုင်ကို အုံမန်းနေပါရင်းနဲ့ကြကြနနလှုပ်ထားတာအဲ့ဒါရဲ့ခြေရင်းမှာတော့တင်ဖြူလေးခင်းထားတယ်ဇကိုင်းအင်းဝါကလာတဲ့ကောင်ထိုင်မှုတယ်တမန်စီရပါဟာဆိုတော့သူ့ဘာသူဗနမန်စီရစီရကွာတယ်တမန်စီရကပူတော်ပါသည်ပစိုးအင်းကြီးခေါင်းပေါင်း အကုန်အနီဝန်းဆက်နဲ့ငရုတ်သီးမဲ့တောင်ကြီးလိုတင်ပြူးပေါ်ဒူးထောင်ပေါင်ကထိုင်နေရောပညာတလကမလာသေးဘူးမဲဝုတ်မင်းစားနဲ့တကားကြားကနေဟိုကောင်ကိုလှမ်းရှိုးနေတာချောင်းကြည့်ရင်းနဲ့ဟာဘလို့ကောင်တော့ဟာအကြောက်အလန့်လည်းရှိမဲ့ပုံမပေါ်ဘူးဖြစ်မှဖြစ်ပါမလားပေါ်ထွက်ပြီးဖထိုင်ပေါ်လဲတက်ထိုင်ရော တမန်စရာကသူ့ပါတက်လာတာဟာဟဲ့အောင် မဟုတ်သေးဘူးလေဟုတ်သေးပါဦးကွာဆိုတော့လေပြောမရဆိုမရတင်ဖြူပေါ်ကထပြီးတက်ထိုင်နေရောကဲပါထားလိုက်ပါတော့ပေါ့ဗညာတလာကညံကောင်းတယ်သူ့တခင်နဲ့ငါတခင်အဖက်မလို့စီရဘူးဆိုပြီးမေးတာဘလို့မေးတယ်မှတ်တော့မင်းတို့အင်းဝမင်းနေရပတိစီသူဘသူစီသူကြော်ထင်အေးဗဇက်ဖျားနေမိနေလို့အသက်ကြီးတော့မိတဲ့တကွာ ေသူရောနေကောင်းလားဟာတမန်စီရကလည်းလဲတယ်ဒီလောက်ကတော့နှုတ်မိပြီးသားရေးမိုံဘဲကမတော့ငါတို့တခင်နေကောင်းလို့မင်းတို့တခင်နေကောင်းလားငါမေးခိုင်းလိုက်တာတဲ့မှတ်ကြောဗညာတလတွန့်သွားတယ်ဟာဒီကောင်ခေဘူးဟာပေါ့ဒါပေသည့်ဒါနဲ့တင်ဘဲရလိမ့်မတော့ထက်ဆန်းသေးတာတင်မြူခင်ရွှေခရရတဲ့ရေထက် ရွှေဖလားအလုတ်တစ်ခုငွေဖလားအလုတ်တစ်ခုချထားပြီးငွေလေမန်းနဲ့ထမင်းထက်အပေါ်ကအမဲပေါင်းအကျစ်အကျော်အကင်ခုနေကကျဲဥတင်ကျော်တို့လိုနေမှာပေါ့အဲ့ဒါပုံကျွေးတော့အမဲပေါင်းအကျစ်အကင်အကျော်တွေထမင်းအောက်ကပုံမပြတ်နှိုက်တဲ့နှိုက်တဲ့ပြီးစားတာခင်းတွေကြီးကုံမာလီရောပြီးမှရွှေဖလားနဲ့ရေငဲ့တော့ငွေဖလားနဲ့လက်စေးပြီးပြီတဲ့ ။ဘညာတလထမင်းမွဲကြည့်ပြီးအံ့နေရော။မစိုးဘူး။အစားတောက်လဲစစ်သားဟဘော။နောက်ဘရင်ကသပင်ခံတော်မူရမှာတမစီရကို မေးပါလေရော။ကိုပြောတတ်တယ်လို့ပြောရရင်ဒီလို။နေရပတိစီသူကြီးရောနေကောင်းလားဟ။ယေဒနာသုံးပါးကျေးဇူးကြောင့်ကျုပ်တို့ဘရင်နေကောင်းပါဗျာ။ခုငါပွဲလို့စီးတဲ့ပွဲမင်းတို့အင်းဝါမှာရှိသလား။အင်းဝါမှာပွဲကပေါ် ဒီပွဲကထူပါယုံဖရာထီးတင်ပွဲပြီလို့ပွဲဆဲသလောက်ပဲရှိတာရဲ့ဟင်ဟုတ်လားအေးပါကွာဘဲနဲ့တော့မင်းတို့အင်းဝနန်းရင်ပြင်ကဒါလောက်ကျဲလားဒါထက်တဒါပူကျဲတာပေါ့မင်းဘလို့လို့တည်တော့ကျုပ်ခြေလမ်းမှာတာပါတယ်လေပြက်ကရောပတ်တော်ကိုပိတ်ရောမယုံလို့ချက်ချင်းအင်းဝသွားတိုင်ခိုင်ပြီးတော့မှယုံတာဟုတ်သားဟာတဲ့ ဇူးလက်တွေပေးပြီးပြန်လွတ်လိုက်ရပါလေရောဇင်ဖြူရှင်အင်းဝါကိုတိမ်ပြီးရတော့တတိတယမေးရှာတယ်တမန်စီရလေးရောတဲ့ရခဲ့ပါဖះဆိုတော့မှစကရောင်ရွာကို ပေးပြီးတမန်စီရလည်းစကရောင်စားလို့တွင်တော့တာဆိုအန်တာပရီရောက်ပေါ်ဆိုတော့ဇင်ဖြူရှင်ကစကရောင်စားကိုရခိုင်လှုပ်တဲ့ရခိုင်ရောက်တော့စကရောင်စားက သူ့စိတ်ထဲကလိကလိဖြစ်နေတဲ့ သူသိကျင်တာသူအရင်လောက်တယ်။တွင်မိကျင်တော့ဘယင်မင်းထီကမေးမိသွားတယ်။မင်းတို့ရဲ့ဒေတာမှာဘာဟင်းတွေချက်စားကြသတုံး။ဆိုတော့စကရောင်စားကဂျင်းထဲတယ်။အချားဟာတွေကဟင်းစော်နံလို့ကစုံညွန့်မဖြတ်ပဲစားတယ်ဖေ။ထမင်းနဲ့မဖြတ်တဲ့ကစုံညွန့်ကျော်ထဲ့ကြည့်တော့ခါတိုင်းမောမဖူးရဲတဲ့ဟာကစုံညွန့်တစားမြောက်ကန်စားပြီးမြို့ချတာပေါ့။ဘယင်းနှကောင်းကို ကြီးခွင့်မြင်ခွင့်ရသွားတာပေါ့သူကဘယင်မင်းတီနှာခေါင်းရှည်တယ်ဆိုတာကိုကြားပဲကြားဘူးတော့မြင်ဘူးကျင်တာကို သူကစွန်းညွန့်သူမစားပဲငါပဲကြည်နေပါလားလို့ဘယင်ကသဘောပေါက်သွားတော့မလုံတော့ဘူးအိုးမလုံအောင်ပွင့်ပြုံးပြီးမေးချတယ်မောင်မင်းတို့ပြည်မှာငါလိုနှာခေါင်းရှည်တဲ့သူရှိလား now ဟန်တာဝရီကိုရခိုင်တွေရောက်လာတော့မှစင်ကိုပြတဲ့တယ်အဲ့ဒါနဲ့လေ ပြီးရော နားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။